ကျွန်တော်ကြည့်ရင်ဂျက်ဖိုက်တာကနေပြီးဝဲပြီးတော့မှခေါင်းကြီးဆိုင်လာကျွန်တော်တို့ရှီကိုဒိန်းအင်းတူတူတူဘရီးဆိုကျွန်တော်ကထွက်ပြေးရတာတိလားဘော့စနိုက်ပါသူ့ကိုတန်းပြီးတော့ထောက်လာတာอืมအဲ့ချိန်မှာသူ့ကိုတန်းထောက်ထားတဲ့အချိန်မှာသူကစနိုက်ပါနဲ့ထားတဲ့အချိန်မှာသူ့ကိုချောင်းလို့ဆိုပြီးသူကပြန်ငုံလိုက်သေးတယ်ငုံလိုက်တော့ကြီးရဖြတ်သွားတယ်ရွှေ့ဆိုဟိုကလည်းတန်းပြစ်တာဟိုကလည်းတန်းပြစ်တာ အကအကဘယ်ကကျွန်တော်ရန်ကုန်ရန်ကုန်ကလောက်ပါအက story ပေါ့အဲ story ရောအကလောက်ပါ never ပြောပြပါဘလို့ဖြစ်လို့တော်လိုင်းရေးကိုရောက်လာလောက်ပါဘလို့ဖြစ်လို့တော်လိုင်းရေးရောက်လာလဲဆိုတော့အဲဟို2021ပေါ့နော် February လောက် February လမှာကျွန်တော်တို့အာနာသိန်းနေပေါ့အဲ့နေရာဆိုလို့ရှိရင်အလုတ်အလုတ်သွားကန်နေပေါ့အဲအဲကျွန်တော်အမနက်ပိုင်းပေါ့နော်အမနက်ပိုင်းမှာသူလုံးလုံးဝ line နေပြတ်ကြသွားတာ အာဖုန်းတွေပါကြီးဆက်တာလေလုံးဝဆက်လို့မရတော့ဘူးဆက်လို့မရတော့ဟိုဘာဖြစ်တာလဲပေါ့အကုန်လုံးကလည်းယူကြောင်ကြောင်နေပါကြီးယူကြောင်ကြောင်နေဖြစ်ကုန်ရောအကုန်လုံးဖြစ်လဲဖြစ်ပြီးတော့နောက်ကြတော့ဟာအာနာသိမ်းသွားကြီးရဲ့အာနာသိမ်းသွားကြီးဆိုတော့ကျွန်တော်ဘယ်သူသိမ်းတာလဲပေါ့မေးရောဘယ်သူသိမ်းတာလဲပေါ့ဆိုတော့ဒီလိုပဲမင်းအောင်နိုင်ရတဲ့အမေစုပါညာဖမ်းသွားပြီးတော့အဲ့လိုအာနာသိမ်းလိုက်တယ်ပေါ့အာနာခဏထိန်းတယ်ပေါ့အဲ့လိုအဲ့လိုကြား အဲ့ကြာဟာဒီဘက်အဘာထားလဲပေါ့အဲ့ဒီဘက်အဘာထားလဲပေါ့ဒီဘက်အဘာထားလဲပေါ့ဟာဘာလဲဟာလို့ငါတို့ဒီ9နှစ်တာမှာပေါ့မေသူအုပ်ချုပ်ခဲ့တဲ့9နှစ်တာမှာဒီမိုကရေစီဆိုတာဘာလဲဆိုရဲအရာတာကိုကျွန်တော်တို့ကအကုန်လုံးသိသွားပြီလေသိသွားရဲဆိုတော့ဒီဘက်ကဒီလောက်ဟိုဖြစ်နေတာဘာဘာထားလဲပေါ့အဲ့ကောင်းတဲ့အချိန်တွေဖြစ်နေရောနော်ဒီလောက်ကောင်းတဲ့အချိန်တွေအဲ့အချိန်တော့ဆိုလို့ရှိရင် WiFi တွေပေါ်သွားတယ်လေမေသူလက်ထက်မှာ WiFi တွေပါနေတဲ့အမှန်ကန်တေချာလမ်းမဆက်သွေးကြီးတွေကောင်းလာတယ်လမ်းမဆက်သွေးကြီးတွေကောင်းလာတယ်ပြီးတော့ စာဝင်နေရအစာပေါ့နော်စာဝင်နေရအစာကွန်ဆိုရတစည်းဆိုဗျာအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့တရာနှစ်ရဆိုဗျာစီးအကြီးတွေပဲတည်ရမှာဟုတ်လားဟုတ်လေအဲ့လိုမျိုးစားတောင်းတာချောင်ချီတယ်ဗျာတည်လားအင်းနောက်ကြတော့ဟိုသူကအာနာသိန်းတယ်ဆိုတော့အများဘူးပေါ့တွန်းလှန့်မယ်ပေါ့ဗျာကျွန်တော်ဆန္ဒတွေပြရပြီးတော့လမ်းပေါ်တွေထွက်အဲ့တော့မျိုးတွေကိုဆိုင်ငယ်ကြီးမစည်းရဘူးလေအဲ့တော့မျိုးတွေစူးလေဒီဆိုင်ငယ်ကြီးနဲ့တက်ချောက်ပါစူးလေဒီဆိုင်ငယ်ကြီးအခွင့်ရရတော့အခွင့်ရရတော့အမအစတော့အပြော်လောက်ကြ အပျော်အပျော်ပေါ့အပျော်ပျော်တငယ်ချင်းတွေစုပြီးသိရမလားဟိုအပျော်ပေါ့တဘောတဘောအယမ်းဆောင်တယ်ကျွန်တော်လုတ်ခဲ့တာအပျော်တဘောအယမ်းဆောင်တယ်တိတ်ပြီးတော့လေးလေးနက်နက်မတွေးဘူးမတွေးမိဘူးဒါလူငယ်ပဲလေလူငယ်ပဲဆိုတော့သိရမလားအဲအဲ့လိုကျွန်တော်တို့သွားတဲ့ဆန္ဒရပြတယ်ပြီးလို့ရှင်ဟိုလူကအဲဘယ်လိုပြောရမလဲဒီဆန်နေဟိုထမင်းကျွေးရယ်ဟိုလူကအဲ့မှာကျွန်တော်သိရတာကျွန်တော်တို့ပြည်သူတွေရဲ့စိတ်ဓာတ်ပေါ့နော်ဘယ်ဘယ်လောက်ထိဟိုနှလုံးသားနှွေးထွေးလဲဆိုတာကိုအကုန်လုံး ကျွန်တော်အတိပါတယ်ပြီးလို့ရှိရင်ဟိုရေပေါ်စီလောက်ခဲ့တဲ့လူတွေလည်းဘယ်သူကဘယ်လိုလုပ်တယ်ဆိုတာအကုန်လုံးသိပါတယ်လုံးဝကိုယ်ကိုယ်ပြပြလုံးဝချမ်းခွဲလိုက်ဆိုပဲကိုယ်ကိုယ်ပြပြသိပါတယ်မင်းအောင်လိုက်အာနာတင်းလိုက်တာလည်းသိရမလားဟိုဘယ်သူကရေပေါ်စီလဲဘယ်သူကဟိုစစ်စစ်မှန်မှန်လဲဆိုတော့ခွဲခြားပြလိုက်တယ်လို့ပဲအာအာလူကိုစစ်ပြီးတော့ထုတ်လိုက်တယ်လို့ပဲလားသိတာအဲအဲ့လိုမျိုးပေါ့အခုကကျွန်တော်တို့အဲ့ရနေပြီးတော့အာနာတင်းရင်းနဲ့ကျွန်တော်ကျွန်တော်တငယ်ချင်းတွေကျွန်တော်အကူတွေပေါ့နော် ချိုးရဆိုအစောကြီးအဲလေးလပိုင်းလောက်ဖြစ်ရတော်ရဲရောက်သွားကျွန်တော်လည်းလိုက်ဆက်သွဲဆက်သွဲဆက်သွဲဘလို့အဲ့ချိန်ကျတော့လေးလေးနက်နက်တွေးလာပြီအဲ့ချိန်မှာလေးလေးနက်တွေးလာပြီသူတို့တွေဘာကြောင့်တော့ခုတာလဲပေါ့အော်ဘာကြောင့်တော့ခုတာလဲငါတို့ရောဒီအတိုင်းပဲဆန္ဒပြယုံနေပြီးသွားမှလာပေါ့ဒီတိုင်းပဲဆန္ဒပြရတယ်သူတို့ကလက်ခံပါလာပေါ့နောက်လည်းကြောက်ပြစ်တာခက်တာတွေပဲဖြစ်လာရောပြစ်တာခက်တာတွေပဲဖြစ်လာတော့ကျွန်တော်တို့အဲ့လိုပေါ့ခွေးပြုတ်ဝယ်ပြီးပြရတာတွေရောသိရမလားအဲ့လိုမျိုးတွေအဲကြုံခဲ့ရတာပေါ့ အဲ့တော့မှတေချာစဉ်းစားရစဉ်းစားရနဲ့ဘာကြောင့်သူတို့တော့ခုကလည်းဘာဘာဘာရှိမှန်းချက်တွေနဲ့သူတို့တော့ခုကလည်းပေါ့နော်အဲ့ဒါနဲ့ကိုကတေချာပြန်စဉ်းစားကြည့်တော့ငေါ်ဒီလိုဒီလိုပါလားဆိုပြီးတော့မှသိရမလားကျွန်တော်လည်းတော့ခုခြင်းနဲ့ပေါ့တော့ခုခြင်းနဲ့စိတ်ဆန္ဒကြီးဖြစ်လာပြီဖြစ်လာတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့သူအနာသိမ့်လိုက်တဲ့အချိန်မှာကြုံစားပွင့်နေရေးပြီးတော့လမ်းမဆက်သွေးရေးအစအကုန်လုံးခက်ခဲသွားတယ်ဘာပဲဖြစ်ဖြစ်အစအစအရာအကုန်ခက်ခဲသွားတယ် မသိရမလားအားအကြောင်းမလို့ကျွန်တော်တောခိုးဖို့အတွက်ကိုရည်ရွယ်လိုက်ပြီရည်ရွယ်လိုက်ပြီးတော့တောခိုးဖို့အတွက်ကိုကျွန်တော်ကြိုးစားတယ်ပထမပိုင်းမှာတောခိုးဖို့အတွက်ကဘယ်လိုမှအဆင်မပြေဘူးအဆင်မပြေတာဆိုတာကဒီဘယ်ဖွဲ့စည်းရမှန်းမသိသိရမလားဘယ်လိုဘယ်လိုသွားမှန်းမသိဘယ်ဖွဲ့စည်းနဲ့မှလည်းမသိဘူးဘယ်ဖွဲ့စည်းနဲ့မှလည်းမသိဘူးကိုယ်တငယ်ချင်းတွေကလည်းအကုန်လုံးအဆက်အသွယ်မရဘူးအဲ့လိုမျိုးဖြစ်ရောအဲ့ဒါနဲ့တောခိုးမယ်ဆိုပြီးတော့နောက်ပဲကြတော့2020တက်လောက် 2022မှာပေါ့2022လောက်မဆရာဆွဲပေါ့နော်ဒီဆရာဆွဲတို့ live data လာတယ် live data လာတော့တေချာကြည့်တယ်ကြားဘူးစစ်ကြောင်းကြားဘူးစစ်ကြောင်းဆိုတော့အတေချာကြည့်တာပေါ့နာဒီလူကယုံကြည်ရလားဒီလူကဘလူလောက်ဆောင်နေလဲအဲ့လိုမျိုးတေချာယုံကြည်ရပြီဆိုတော့မှအဲကျွန်တော်ကလည်းခြေစုံပြစ်ပြီးတော့ဒီဆရာဆွဲရှိကိုဝင်လိုက်တာ i don't know ရပဲအခုချိန်นี้ပေါ့အခုဆိုကြာပြီနော်ကြာပြီဒါအကတော့ဆိုတကယ်လူဟောင်းနေနော်ဟိုအခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာ drone တက်ဖွဲ့မှာပေါ့ကျွန်တော်အခုတာဝန်ထမ်းဆောင်နေပေါ့လုံးဝနော်တကယ်လုံးအစောပိုင်းကာလနေရနော်စတော့တော့အပျော်နဲ့အပျော်နဲ့စလိုက်တာပဲနော်စတော့အပျော်နဲ့စလိုက်တာငွေချင်းတွေစုပြီးတော့ငါတို့ဆန္ဒပြမယ်သိရမလားဟာဒီယာကြီးကိုမကြိုက်ဘူးပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်လုပ်ခဲ့တာအခုကျတော့ဘယ်ဟာပါဆိုတော့တေချာလေးလေးနက်နက်တွေ့တက်လာလေတွေ့တက်လာပြီးတော့မှအခုလိုမျိုးကျွန်တော်စူးစမ်းရတာပေါ့ဗျာဒါအခုဆိုအက်ကဆိုအသက်ဘယ်လောက်ရှိပါကျွန်တော်25 25အဲ့ဆဝင်တဲ့အချိန်မှာ24 24 24 23လောက်ပဲရှိအောင်မယ်ဟုတ်လား23စစပြီးတော့ဝင်ကားစားပါเนาะဟုတ်ဆက်အဲဒါကြောင့်ဘယ်လိုပဲဖြစ်တာအခုဆိုရင်ဒါလူဟောင်းနေလည်းဖြစ်လာတယ်အတွေ့အကြုံနေလည်းအများကြီးရလာပြီเนาะယင်းတစ်ခေါက်ကလည်းအကောင့်နဲ့အင်တာဗျူးဘူးတယ်အဲ့တော့ကလည်းပြောပြတဲ့ဟာတွေကကယ်ရှင်းမိုက်တယ်ဗောနော်အောက်စရာနဲ့ပတ်သက်တဲ့ဟာတွေခုလည်းအဲ့လိုဟာမျိုးတွေပြောစီချင်တာအဓိကတော့အဲ့လိုမမရအတွေ့အတွေ့အကြုံနေဗောနော်ပြီးရင်ဂျုံတက်ခွဲတွေရဲ့အခက်ခဲတွေဗောမမရအတွေ့အကြုံဆိုတော့ကျွန်တော်တို့အရင်တော့ကွန်ကရစ်မှာဆိုလို့ရှိရင် drone ဆိုတာကျွန်တော်တို့မှာကောင်းကောင်းမွန်မွန်မရှိသေးဘူးဒီ multi router လေးပေါ့နော် multi router လေးတသေးလေးနဲ့ပေါ့ကျွန်တော်အဲ့ဒါလေးနဲ့ကြည့်တယ်ပြီးလို့ရှင်စကောက်ဆိုလဲဒါလေးနဲ့ပဲသိရမလားကျွန်တော်တတ်ပြီးတော့စကောက်ကြည့်ရဲဘယ်ဘယ်နေရာမှာရမ်းသူရှိရဲပေါ့အဲ့လိုမျိုးဖြစ်ဖြစ်နည်းနည်းချင်းနဲ့ကျွန်တော်တို့လှုပ်လာတာပေါ့နော်လှုပ်လာရင်လည်းမှကျွန်တော်တို့နောက်ပိုင်းဟိုနိပညာတွေသွားတင်ကြတယ်ပေါ့နော်သွားတင်ကြပြီးတော့မှအာကျွန်တော်နိပညာနောက်ထပ်ဟို ဒုံးဆိုရင် multi router fix one ဆိုပြီးတော့ကျွန်တော်နှစ်ခုခွဲလိုက်တယ်။နှစ်ခုခွဲပြီးတော့မှအဲကျွန်တော်တို့ဒါကိုအခုကျုံးနေတာပေါ့နော်။ကျုံးနေရဆိုတော့အမမမှတ်ရရဆိုလို့ကျွန်တော်ဟိုပါပေါ့ jet fighter နဲ့အဲကျွန်တော်ကျွန်တော်တို့ကိုပြစ်တာအဲကျွန်တော်အမမမှတ်ရပဲကျွန်တော်ဒုံးဖွဲကိုပြစ်တာကျွန်တော်ဒုံးကိုတဲပြစ်တာဘလို့တဲပြစ်သွားလဲဆိုတော့ကျွန်တော်ပြောပြအောင်ပဲဟိုဟာကျုံးပါဗျာဒီကွင်းပေါ့နော်ကွင်းထဲမှာလွတ်နေတဲ့အပေါ်ကဝိုင်ကြွေးရလဲပြင် ဝိုင်းတွေကပြန်ပြီးတော့အထင်သေးမိတာပေါ့လေဝိုင်းတွေကကော့ဂရိတ်မှာကျွန်တော်စသုံးတာလေဟိုကော့ဂရိတ်တိုက်ပွဲမှာအဲဝိုင်းတွေကပြန်ပြန်ပြန်တော့ဟောလင်းရအမြင်ကြီးပါပေါ့ငါတို့မြင်မှာမဟုတ်ဘူးပေါ့အဲ့လိုမျိုးမြင်မှာမဟုတ်တော့ပါဘူးပေါ့ဆိုပြီးတော့နားလင်းနေပါဝိုင်းတွေကပတ်တယ်ဒီလိုပတ်တယ်ပတ်ပြီးလို့မျက်ကွယ်သွားပြီဆိုတာနဲ့တော့ကလင်းလွတ်အဲ့လိုမျိုးတင်ချပလိုက်တာအပြီးသွားလို့ရှင်လင်းရကိုပဲပြန်လာပြီဆိုလို့ရှိရင်အသားလေးမပြန်မပြန်လာသေးနဲ့လင်းရောအေးစေးနေရောနေရောဆိုပြီးအမှကျန်တဲ့နေရာမှာပေါ့ လိုက်ဝဲခိုင်းတာဝဲခိုင်းတာနောက်ပြီးတော့ပြန်ဆင်းအမဂျက်ဖိုက်တာလေးလာတယ် MI လေးလာတယ်အစင်ကုန်းဘက်ကို MI သွားတယ်ကျွန်တော်တို့ဒီကော့ဂရိတ်မြို့ထဲမှာကျတော့အိုက်ဟိုပါဗောဂျက်ဖိုက်တာနဲ့ဝိုင်းတွဲတောက်လျှောက်တုံးတာအိုက်တုံးကမမတ်ရဆိုကျွန်တော်တို့ဒီလင်ဗောဖိုဂီဂျီဗောနော်ဖိုဂီဂျီဆင်ထားတယ်အဲ့တော့လေဝိုင်တွဲရဆလာတာမမရရအနီနဲ့အဖြူအောင်ကျောင်းကလည်းအဖြူနဲ့အနီအောင်အဲ့တော့ကျွန်တော်တို့အောက်ကဖိုးကိတ်ကြီးပြအကြီးရွယ်သေးတယ်ဗျာအဲ့ကောင်ကြီးကိုကျွန်တော်တို့က ဟိုဟိုတဲ့အဲ့မလွတ်ခင်လဲကျွန်တော်စမ်းထားပြီးသွားရဲဆိုတော့ရှေ့ကကျွန်တော်တို့ fighter သမားတွေကအဲ့ဝင်နေဆလာတော့ဟာရောက်နေငါတို့ငါတို့လင်းနေငါတို့လင်းနေအရောက်နေမင်းတို့မှလည်းလင်းရှိတာမဟုတ်ဘူးလေငါတို့လည်းလင်းရှိတယ်လေအားနဲ့ကျွန်တော်ဖိုးကေကြီးကိုတင်လိုက်တယ်အောင်မိလားအမှန်တော့မဟုတ်ဘူးဝိုင်တွဲလာတယ်ပြီးတော့မှဒုံဒုံဒုံဂျင်းဂျင်းချင်းချင်းဆိုနေအမှဟို81လေးအမှ120ကြီးချသွားတော့မှလင်းမောချသွားတော့မှဟာအားဆကားဆာဟာဟာဆိုပြီးတော့အမှကျွင်းလေးရဲ့ဝင်နေကောင်ခုံဝင်နေကောင်ဝင်နေအဲ့တော့မှဟောဖြစ်တာ ပြီးတော့အမဝိုင်တွဲရဲ့စကောက်ပေါ့နော်အဓိကဝိုင်တွဲရဲ့စကောက်ကိုလုံးဝကျွန်တော်ရှော့တက်လို့မရဘူးอืมဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အောက်ခြေမှာဘာလုံးနေတယ်ဘာကင်နေတယ်ကအစားအကုန်လုံးမြင်ရတယ်ပေါ့နော်အဘူကြီးတာပေါ့လို့ရှိရလူတယောက်ဆိုလဲအဲ့တိုင်းပဲဟိုဝိုင်တွဲကိုတားကြောက်တာအဲသူကဘာလဲ ဟိုပါဗောအင်တာတက်နေကြတာမှအသိရမလားသူတို့အဲ့ဝိုင်းတွဲရနေပြီးမြင်လို့လှမ်းပစ်တာတွေပဲရှိရဗောကျွန်တော်အဲ့လိုမျိုးပြီးတော့ကျွန်တော်တို့အောက်မှာလုံးနေတဲ့ကင်နေတာကိုသူကနေပြီးတော့ဟိုထောက်တာဗောနော်စကောက်ထောက်ပြီးတော့မှကျွန်တော်တို့ဒီဒင်ပစ်တဲ့နေရာဗောနော်အဲ့ဂျက်ဖိုက်တာနဲ့ဘယ်မှာတော့ဂျက်ဖိုက်တာအရှိမဘာညာကျဲနေရဗောပစ်နေရဗောပြီးလဲပြီးတော့ကျွန်တော်ကြည့်ရင်ဂျက်ဖိုက်တာကနေပြီးဝဲပြီးတော့မှခေါင်းကြီးဆိုင်လာကျွန်တော်တို့ရှိကိုဒိတ်အင်းတူတူတူဘရီး ကျွန်တော်ကထွက်ပြေးရတာသိလားအော်တကယ်တကယ်အဲ့မှာကျွန်တော်ဆိုရင်တကယ်သိပြောက်သွားတယ်တခါမှလည်းမကြုံဘူးလေသိရမလားအလင်းနဲ့ကိုကိုဒဲကြီးအမှဆုံးပဲပထမဆုံးပဲအော်အမှတော်တော်ကြီးကိုကျွန်တော်လန့်သွားတယ်ဒင်းဆိုနည်းနည်းလန့်လန့်နေတဲ့ပေါ့ရတာဗောနော်ကိုကြီးပဲလင်းကိုင်းနေမဟုတ်တော့ဘူးကိုကြီးပဲလင်းကိုင်းနေမဟုတ်သူတို့လည်းလင်းနဲ့လာပစ်တယ်ဟာဆိုပြီးတော့အမှအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ရှာတာဗောနော်သူကြည်ဆိုလို့ရှိရင်ဒီတောင်ကြော်တယ်ကျွင်းနဲ့ကိုစိုက်ဝင်သွားတာသူအလုံးစုံနေဟိုကျွန်တော်တို့ 30မမလားအဲကောင်အဲကောင်နေလေအဲကောင်တော့ကြည်ဘူး30မီလီမီတာလေအဲကောင်နေအဲကောင်ကြီးနေပြစ်ချပါလားအတန်ကြီးဟောဗျာတကယ်သေးလားကြောက်ဖို့လည်းမဟုတ်ကောင် dream ဆိုတာ dream ဟောဆိုအဲ့လိုမျိုးအတန်ကြီးကနားရရနေတော့မထွက်ဘူးတည်ခုဒီမမိနေခုဒီမမိနေလားအပြီးတော့အမကောဂရိတ်မှာအဲ့လိုမျိုးပေါ့ ကျွန်တော်ဟိုတစ်ခေါက်ကလည်းပြောဥပါတယ်မင်းတို့ဒုံးချတာပေါ့အမှန်တယ်ပေါ့လက်ပြက်ကြီးငါးစီရောက်လာတယ်ပေါ့အဲ့ဒါတွေပါကျွန်တော်တို့တောက်လျှောက်ကျဲတာအဲအဲကျဲတဲ့မှာအခုဆိုလို့ရှင်နိပညာဘိုင်းမှာပြောကြတာဒီစကားစပေါ့နော်စကားစနိပညာဘိုင်းမှာသူတို့ကအားကောင်းလာတယ်ပေါ့အားကောင်းလာတယ်ဟိုကျွန်တော်တို့ကနေပြီးတော့မှသူတို့အားကောင်းတဲ့အပေါ်ကိုပြန်ပြီးတော့တုံးသက်ပြီးတော့မှကျွန်တော်တို့ကဘာတွေကိုလှုပ်ဆောင်ရမယ်ဘာတွေကိုထပ်ပြီးတော့ကျွန်တော်တို့လေ့လာရမယ်ဆိုတဲ့အားတွေကိုကျွန်တော်တို့ဆက်ပြီးတော့လုပ်နေတာပေါ့အဲတချို့အရာတွေကတော့နောက် တိုက်ပွဲအေးပို့ဆောင်တဲ့အခါကျမှဘလို့ဒီကျွန်တော်တို့လုံမလဲဆိုတာအကုန်လုံးလူလူလဲသိမှာပေါ့အင်းအာအခုကတော့ဟိုတချို့အရာတွေတော့ကျွန်တော်ကတော့မပြောပြခြင်းသေးဘူးနော်အဲကျွန်တော်တို့အဲ့ဒီစကားဆာရဲ့ဒီနိပညာပိုင်းမှာဟိုကျွန်တော်တို့တာမေရီနဲ့ပေါ့နော်ဟိုတုံးလာတာပေါ့တာမေရီတုံးလာတယ်ဟိုညဘက်ဒီမှာကြာလို့ရှင်ကျွန်တော်တို့ရန်သူနဲ့အဆောက်အဦတွေကိုတက်တက်ကိုကိုနဲ့မြင်ရပြီးတော့မှအဲ့နေရာတွေကိုဖုံးကျဲတာတို့လက်နက်ကြီးပစ်တာတို့အဲသူတို့အခုဆို ဟုတ်အရင်သုံးလာတယ်ကွာညဘက်ကအစကြည့်လို့ရအောင်ဆို night vision မှာတက်ပြီးလှုပ်လာတယ်နော်ဟုတ်အကုန်လုံးကိုသူတို့ကအဲ့ဒီနိပညာပိုင်းကိုအာအာကောင်းလာတယ်ကွာနော်အဲ့လိုပြောချင်တာအာကောင်းလာတယ်ဆိုတော့ကျွန်တော်တို့မှလည်းသူတို့ကိုပြန်ပြီးတော့ဖြုတ်ခွင်းမှုအတွက်ကျွန်တော်လည်းပြင်ဆင်နေရပေါ့ဒါပြင်ဆင်နေရအာနောက်ဘလိုတွေကျွန်တော်တို့တိုက်ပွဲတွေနဲ့တဲမှာဘလိုတွေကျုံးလာမလဲဆိုတော့ဒါလူတို့ကနောက်မှ ဟုတ်ဖြစ်လာပြီဆိုမှဖြစ်လာပြီဆိုမှလူလူအားရစရာတွေရှိပါတော့เนาะတိလာမှာပေါ့ပြီးတော့ကျွန်တော်ပြောချင်တာဤပညာစနစ်ပိုင်းမှာပေါ့เนาะစကားစကားဟိုအချက်၅ချက်နဲ့ညီအောင်သူတို့လုပ်တယ်သူတို့ရဲ့လုပ်ပုံကိုကိုင်မောကအရင်စနစ်ကြတယ်စနစ်ကြတယ်ပြီးတော့သူတို့ရဲ့လုပ်ပုံကိုကိုင်မောကျွန်တော်တို့ကပြန်ပြီးတော့အတူယူပြီးတော့မှကျွန်တော်တို့ဒီဒေါ်လာရင်းတက်ဖွဲ့တွေလည်းပြန်ပြီးတော့လုပ်ရမှာပေါ့เนาะပထမတစ်ချက်သူတို့စကောက်သမားအရင် တိုက်ပွဲတစ်ပွဲမှာသူစကောက်သမားအရင်ဆုံးတက်တယ်စကောက်တင်းဆိုတာတက်သက်ရှိတယ်သူတို့မှာစကောက်တင်းကလူကစကောက်အရင်တက်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့မိတ်တိန်နဲ့လင်းမိတ်တိန်နဲ့သမားကလင်းကိုအစားဆုံးဘုံကြီးချိတ်ဘာချိတ်လင်းရင်ဘာလိုအပ်လဲအကုန်လုံးအစားဆုံးလုပ်တယ်ပြီးသွားလို့ရှိရင်ပိုက်လော့ပိုက်လော့ကနေမောင်းမယ်မောင်းပြီးသွားလို့ရှိရင်ပြီးရင်နောက်တစ်ယောက် mission planner အဲ mission planner နဲ့အကုန်လုံးစုပေါင်းပြီးတော့မှသူကနောက်တစ်ချက်ကလက်နက်ကြီးဟိုစကောက်သမားအရှိရထောက်ပြီးလို့ရှိရင်ပိုင်းလို့က ဒီမောင်းပြီးတော့ပေါ့နော် mission plan လာတမားနဲ့တွဲပြီးတော့မှဟိုသွားတယ်သွားပြီးပါလို့ရှင်အခုတစည်းတက်သွားတယ်อืมတစည်းတက်သွားလဲပြီးသွားလို့ရှင်အဲ့တစည်းကအုံအုံချပြီးသွားပြီချိုင်ကအဲ့တစည်းကခဏနေပြီးတော့စကောက်ပြန်ထောက်တယ်စကောက်ပြန်ထောက်ပြီးတော့မှနောက်တစည်းထက်တက်တယ်နောက်တစည်းထက်တက်ပြီးတော့မှအဲ့နောက်တစည်းကသွားကျဲတယ်သွားကျဲပြီးဟိုတစည်းပြန်လာနောက်တစည်းကစကောက်ပြန်ထောက်အဲ့မှာရောက်နေပြီအဲ့မှာတောက်လျှောက်အပင်အပင်သူတို့ကအဲ့လိုမျိုးတောက်လျှောက်ရမ်းနေတာအမအမကျွန်တော်တို့ကြည်ရတဲ့လောက်ဆိုရင်စကားစားတော်တော်စနစ်ကြပါတယ်တော်တော်စနစ်ကြတယ်အဲ့ဒီအတွက်ကျွန်တော်တို့တော်လှန်ရေးသမားတွေလည်း ဒီဆက်ကဆာရဲ့စီစနစ်ကြပုံတွေကြည်ပြီးတော့မှကျွန်တော်တို့လည်းစီစနစ်တကြလည်းကျွန်တော်တို့လည်းလုပ်သင့်တယ်လို့ပေါ့နော်ကျွန်တော် ပြောချင်တာပေါ့အဓိကဒီမြောက်လိုက်စစ်တပ်ကခုနောက်ပိုင်းဆိုသူကဒီရုရှားကိုသူသွားတယ်သွားပြီးပြန်လာတဲ့အချိန်မှာသူကအဲ့လိုလေဂုံယူဝေချွာစာနဲ့ပြန်လာတယ်ပြန်လာပြီးတော့နောက်ပိုင်းမှာဘာကြားရလဲဆိုတော့ drone အစင်း9000တော့သူကဒီကနေရရဖို့ရှိတယ်ဆိုရယ်ပုံစံမျိုးသတင်းတွေထွက်လာတယ်ပေါ့နော်အဲ့လိုထွက်လာတဲ့အချိန်မှာဒီကောင်လည်းပျော်မြူးပြီးပြန်လာတယ်မလားပျော်မြူးပြီးအဲအာလင်းဘွားတော်မရှင်သူသူကဖုန်းလမ်းဆက်ပြီးတော့ဆင်ပြေတဲ့ကြောင်းလှမ်းပြောတာတို့ကတော့ဒါမျိုးတွေလှုပ်လာလှုပ်လာပြီးတော့နောက်ပိုင်းမှာ ဒီ drone တွေကိုတို့အဆင့်မြင့်တာတွေလောက်တယ်အခုဘောင်မဘက်မှာဆိုလဲဒါဆွဲချနိုင်တဲ့ drone ခုနှစ်စီးမှာပေါ့နော်လုံးဝ night vision ပါတဲ့ပုံစံမျိုးတွေတို့တက်ဆင်ထားတယ်တွေ့ရတယ်ပြောကြအဲ့လိုပေါ့ဒါသူ့ရဲ့ tiny စနစ်တွေပုံစံပြောင်းလာဆိုညေးပြောလို့ပဲပေါ့နော်သူကအဆက်မပြတ်ပေါ့နော်အဆက်မပြတ်တစည်းတက်သွားတယ်ကျဲတယ်ပြီးရင်အဲ့ဒီစည်းကခဏဆောင်းတယ် ်နောက်စည်းတက်ပြီးကျဲမဲ့ဟာရောက်လာပြီဆိုမှဒီစည်းကပြန်ဆုပ်သွားနောက်တဲ့ပုံသွားချိန်အဲ့လိုမျိုးနှစ်စည်းသုံးစည်းကိုဇတိုက်ပုံစံမျိုးဖောဖောတီတီသုံးဆွဲလာတာလေးအများကြီးတွေ့ရပါတော့ဒါညေးပြောတဲ့ဟာဆိုရင်ရဟန်းသတိထားတဲ့နဲ့အရာမျိုးပေါ့နော်အဲဒီကြားထဲမှာဘယ်ညီတို့လိုအခုလိုလူငယ်တွေပေါ့နော်ဒီဘာမရှိသေးကွာတကယ်ပြောရင်ဒီလိုလူငယ်တွေကတကယ်လုံးဝဒီပုံမှာစိတ်အားထက်သန်စွာနဲ့စဉ်ဆက်မပြတ်ဒါလေလာတယ်လုံးဝလက်မလျှော့ဘူးဇွဲမလျှော့ဘူးဒီလိုမျိုးနဲ့ပါဝင်နေတာတိရတော့တကယ်ကိုဂျေဆုတင်တယ်ဗောနော်အဲပြီးတော့ ဒါ drone နဲ့ပတ်သက်လို့ဒါဒါခုခုနဟာကတော့ညီတို့မမက်ရလုံးဝ trauma တွေပါရသွားပါဘောနော်အခုကိုယ့်ဘက်ကနေလှုပ်လိုက်လို့ဟိုဘက်က trauma ရသွားရပါရှိလားကိုယ့်ဘက်ကနေလှုပ်လိုက်လို့ trauma ရသွားတာတော့ရှိတာပေါ့ဒီကျွန်တော်တို့ဆွဲတော်ကုန်းတိုက်ပွဲပေါ့နော်အဲဆွဲတော်ပြောမယ်ဆွဲတော်ကုန်းကိုပဲပြောလိုက်တော့စားပွဲလေးအများကြီးရှိတယ်အများကြီးရှိတော့ကျွန်တော်ဆွဲတော်ကုန်းမှာဆိုလို့ရှိရင်ကျွန်တော်နေရောညောင်းနေရောညောင်းဘုံနေကျဲတာပေါ့ဘုံနေကျဲတယ်ဒီကောင်းနေဘယ်လောက်ထိဟိုဆိုးလဲဆိုလို့ရှိရင် ဟိုချိပါသေးပါတော့မထွက်ရဲဘူးချိပါသေးပါမထွက်ရဲပြီးလို့ကျွန်တော်အဲသူတို့ချိပါသေးပါဘာကြောင့်မထွက်လဲဒီကောင်နေဆွေတော်ကောင်ကောင်နေဘာကြောင့်တော်တော်များများမသေးကြလဲဟောကျွန်တော်တွေးတာဟောအာဒီကောင်နေဒီကောင်နေတောက်လျှောက်တိုက်နေရတယ်ဒီကောင်နေအခုဒီမသေးသေးပါလားမသေးသေးပါလားကိုလည်းဟိုပါဖြစ်ပါတယ်ဗျာသိလားအခုသူများရင်တနေ့တနေ့လူတက်ဖို့အကြောင်းမဲ့စဉ်းစားနေရတယ်ကျွန်တော်ဘာနေရောညောင်နေရောညောင်လူတက်ဖို့ပဲအခုမှကျွန်တော်လူတက်သမားကြီးဖြစ်နေအာဟိုကျွန်တော်နေမနေ့ပိုင်း နောက်ပိုင်းဆိုလဲတောက်လျှောက်နန်းဆိုကျဲတယ်ဗိုလ်ကြီးတာဘောတို့ဗိုလ်ကြီးဆော့ဘောတို့ဥဆောင်ပြီးတော့မှကျွန်တော်တို့ဒီဆွဲတော်ကုန်းကိုသိမ်းခဲ့တာဗောနော်အဗိုလ်ကြီးတာဘောတို့ကအရှိရနေပြီးဥဆောင်ပြီးတော့ဟဲ့မင်းတို့ဒီလိုလောက်ဒီလိုလောက်ဆိုရင်ကျွန်တော်တို့အချိန်မီးညမီးအမှောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒုံးဖွဲ့၄ဖွဲ့လောက်ရှိတယ်ဟာကျွန်တော်တို့ကလည်းကျွန်တော်တို့ဒီဘက်ချမ်းကျုံလဲဟိုကလည်းဟိုဘက်ချမ်းအဲ့လိုပတ်သက်ပြီးကျုံတာဗောပတ်သက်ပြီးကျုံတယ်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်းနေဘာကြောင့်မသိလဲဗောစဉ်းစားတာဘာကြောင့်မသိလဲဆိုတော့ကျွန်တော်တို့အဲဆွဲတော်ကုန်းသိမ်းပြီးွားတော့မှာ ေချာသွားကြည့်တော့အောက်မှာကြွတွင်းကြနေပါပဲတူထတာဂလိုင်းဂလိုင်းရေဒီလိုဒီလိုကြီးအထဲထဲမှာလीဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အပေါ်ကနေကိုယ်တွေဘလောင်ကျဲကျဲဘန်ကားလေးသာပြိုသွားတယ်အထဲကနေဟိုကအေးစေးပဲသူကတော့ပုံးနေတာအထဲထဲမှာဟိုမီအောင်ထဲမှာအဲ့လိုမျိုးပေါ့အာနောက်တော့မှသိရတာပေါ့ဒါဆွေတော်ကုန်းကိုသိမိသွားတော့မှဆွေတော်ကုန်းသိမိသွားတာတော့မှကျွန်တော်တို့အမှအဲ့ချိန်မှာဟိုဖီနမ်စကြောင်းကျွန်တော်တငယ်ချင်းဂရုံးထူတယ်ကောင်ရှိတယ်အဲသူကနေပြီးတော့မှဒါလီတားရှောင်းတယ် ငါဒီမှာတဲ့ဘလူဘလူကျုံးနေတာမင်းမင်းငါပြမယ်တဲ့သူကလည်းဗီဒီယိုရိုက်ထားတာအဲကျွန်တော်ကြည့်တော့အဲ့အချိန်မှာဟိုသူပြစ်တဲ့အချိန်မှာ तू က RPG တယ်မှာ RPG ပြစ်တဲ့အချိန် RPG ပြစ်တဲ့အချိန်မှာသူလင်သူစားကိုလင်ကိုစားယူပဲအဲ့အချိန်ကဘလူဖြစ်သွားလဲဆိုဟိုစနိုက်ပါသူ့ကိုတန်းပြီးတော့ထောက်လာတာဟွန်းအဲ့ချိန်မှာသူ့ကိုတန်းထောက်ထားတဲ့အချိန်မှာ तू ကစနိုက်ပါနဲ့ထားတဲ့အချိန်မှာသူ့ကိုချောင်းလို့ဆိုပြီးတော့ပြန်ငုံလိုက်သေးတယ်ငုံလိုက်တော့ကြည်ရဖြတ်သွားတယ်ရွှေ့ဆိုဟိုကလည်းတန်းပြစ်တာဟိုကလည်းတန်းပြစ်တာဟမ်အဲ့အနေဒီကော RPG ကိုတေချာကင်ပြီးတော့မှာ ထပြီးတော့တဲပြီးတော့ချက်ချင်းပြစ်ပြီးတော့ချက်ချင်းပြန်ထိုင်လာသူ့အရှိမှာဆိုလို့ရှိရင်အဲစနိုက်ပါနဲ့စနိုက်ပါပြစ်လိုက်တဲ့အရာသူ့အရှိကိုလာပြီးတော့မြေကြီးကိုပေါ့နော်သူ့အရှိကဂုံးလေးကိုမြေကြီးကိုလာထောက်တယ်သူ့ကိုတော့မထိဘူးအဲအရှိကမြေကြီးကိုလာထောက်တယ်သူပြစ်လိုက်တဲ့အာဘီဂျာလည်းအဲ့ဒီစနိုက်ပါသမားရဲ့အပေါက်ဝတ်တဲ့ကိုဝင်သွားတာဟာမသူသူလှင်သူစားကိုလှင်ကိုစားအကွက်ကြီးနဲ့ဝင်သွားတာဟောပေါ့ပေါ့စနိုက်ပါကြီးပါဆုတ်ပြတ်တက်သွားတယ်อืมအဲလုံးဝဘင်္ဂါလဲပြိုထွက်သွားတယ်ပေါ့လုံးဝအဲ့လိုစနိုက်ပါကို RPG နဲ့ပြန်နိုင်ယူခဲ့တာပေါ့ပြန်နိုင်ယူခဲ့တာအမဂရုံးဆိုတာဘင်တော်ကကျွန်တော်တကယ်ရမှာ ။ဒါသူဆိုလည်းအမှန်ကန်ကျုံးနေတာ။တကယ်ဒါကြမ်းကြမ်းနေပေါ့နော်။သူလင်သူစားကိုလင်ကိုစားရည်သိရမလား။လုံးဝ။အဲ့ကွက်ကြီးကတကယ်ရင်ခုန်ကိုအញ្ញံကောင်းတာ။တကယ်ဝဲထဲမှာတော့နော်။ဒီလိုဖြစ်စင်နေရတော့အများကြီးပေါ့နော်။ပြီးတော့ခုနညေးပြောလို့ပေါ့အဲဒါဆိုရင်ဒါအပေါ်ကနေပြီးတော့ကျဲတဲ့အချိန်မှာဒီကောင်းနေအောက်က ဒါမြေခွေးချင်းတွေတူးထားတယ်ဗောနော်မြေခွေးချင်းတွေတူးပြီးတော့ glyn ပေါက်တွေဖောက်ပြီးတော့နေကြတယ်ဗောနော်ခုတော့ဒါမျိုးလာလို့လို့မရတော့ကိုရီလည်းအစ်စ်နေမြင့်လာရောတော့မလားလောက်လောက်နေလောက်ကြည့်လေဟုတ်တော့မလားအဲလိုပုံစံမျိုးဖြစ်လာပြီတော့ဘလိုပဲဖြစ်ဗောနော်အဲခုနလိုတိုက်ပွဲတွေမှာအနေများတယ်ညီတို့တကယ်ကိုလှုပ်ဆောင်နေရတယ် drone ဖွဲ့ဆိုပေမဲ့ခုနကလိုအသက်အနည်းလည်းအများကြီးနှီးတယ်ဗောနော်လာလာလေနဲ့ကိုလာတာဟုတ်လားအဲ့ drone နဲ့ပတ်သက်လို့ကျွန်တော်ပြောပြအောင်မယ်ဟိုမသေးတော့လဲဟာတာဖြစ်သွားတာဗောအဲ့ဗောကျွန်တော်ဒီလင်းရောဗောနော်ကျွန်တော်60သူတင်ပြီးတော့ကော့ကရိတ်မှာဂျုံတာအဲ့ 60သီးတင်ပြီးတော့ကျွန်တော်ပြစ်တာဗျာလင်းပြစ်ချလိုက်တာကျွန်တော်တော့ဖွင့်ပွင့်ဆိုတော့အဲ60သီးဘိုင်းရောက်မှချိန်ပြီးတော့ကျွန်တော်ပြစ်တယ်ပြီးတော့ပထမတော့ကျွန်တော်ဗာညာဆန်းလိုက်သေးရပါတော့နော်အဲ့ဘုံကြီးကပြုတ်ကြတာမကြတာပေါ့တေချာ draw တော့စာပေါ်ကြီးဘာကြီးခိုင်းလာတော့ကျွန်တော်တေချာစစ်လိုက်သေးတယ်စစ်ပြီးတော့မှကျွန်တော်လင်းပြစ်တာပြစ်လို့ရပြီဆိုတော့ကျွန်တော်ပြစ်ချလိုက်တာ 60ကြီးอ่ะကျွန်တော်ရှိကိုပြန်ပြုတ်ကြတာခေါင်းနဲ့မကြအောင်ဖင်းနဲ့ကြလို့တော်သေးတယ်အမနောက်မဆိုပွဲချင်းပြီးပြီအေးဝအေးဝနောက်မဆိုပွဲချင်းပြီးပြီခေါင်းနဲ့မကြအောင်ဖင်းနဲ့သွားကြလို့အမကန်တီတီလေးလွတ်သွားတာကျွန်တော်ဩအခုချိန်ရတော့အဲ့ဒါပြန်ပြောရင်တော့ရည်စရာပေါ့နော်ရည်စရာပေါ့အခုအမ IPU လေးကိုပြန်ကြည့်လို့ရှင်ဗီဒီယိုပါရိုက်ထားသေးလားဗီဒီယိုပါရိုက်ထားတယ်ပြင်တယ်ဗျဟိုတဲတဲဟိုဟာဟိုကင်းအဖိုးအဖိုးကြီးတယောက်အဲအဲအမရိုက်ပြီးထားတာဩ အဲကျွန်တော်ဟာလို့အတီးလို့အတီးရိုက်ထားပေးရလားအာကျွန်တော်ကူပဲကျွန်တော်ကူပဲဆိုပြကျွန်တော်ပြန်ကူလာတာအာတူကလည်းဒုံးလွတ်တာကိုစိတ်ဝင်စားတာဟုတ်စိတ်ဝင်စားတော့တူကလည်းလာပြီးကြည့်ပြီးတော့အာဓာတ်ပုံဗီဒီယိုလေးရိုက်ထားတာอืมတော်သေးတယ်အဲ့တုန်းကလည်း60တီးရခေါင်းနဲ့မကြပဲဖင်းနဲ့တွားကြလို့ဟောတော့ကန်ကောင်းသွားတာပေါ့ဟောတော့ဒါအသက်အနေတွေအများကြီးရှိပါတယ်ဆိုတော့ဂျားတွေကနေပြီးတော့ဒါကိုယ့်အသက်တွေပါရင်းပြီးတော့ပြည်သူတွေလှုပ်လှုပ်ပေးနေတာတကယ်ဝမ်းသာတယ်တကယ်လည်းဂုဏ်ယူတယ်ပေါ့နော်ပြည်သူတွေလည်းညီတို့တကယ်ကျေးဇူးတင်ပါတယ်ညီတို့နောက်မှာတကယ် ချစ်ခင်လေးစားတဲ့ပြည်သူတွေအများကြီးရှိတယ်ဗောနော်အမြဲတမ်းအားပေးနေကြတဲ့ပြည်သူတွေရှိတယ်အဲ့တော့ဒါညင်းအနေနဲ့ဒီတော်လိုင်းအပေါ်မှာဘယ်လောက်ထိယုံကြည်ချက်ထားတယ်ဘယ်လိုထိယုံကြည်ထားတယ်ဘယ်လောက်ထိယုံကြည်ချက်ထားလဲဆိုတော့ကျွန်တော်တို့ကယုံကြည်ချက်ကတော့လုံးဝအဆုံးထိကိုခိုင်ပါတယ်ကျွန်တော်တို့ဘယ်လောက်ထိခိုင်ပါလဲဆိုရင်ဒီဟာအောင်အောင်ရမယ်ဒီခီးဆုံးခီးဆုံးသွားတဲ့အချိန်တော်လိုင်းအောင်မြင်သွားတဲ့အချိန်ကျွန်တော်တို့ဆက်လျှောက်သွားမယ်ဆက်လျှောက်သွားမယ်ပေါ့ဒီဘာတွေခက်ခဲလာပါသေးဘလို့ပဲ ကြမ်းကြမ်းတမ်းတမ်းနဲ့ဖျက်ဆီးရပါစေကျွန်တော်တို့ဒီဒေါ်လာရေးမပြီးဆုံးသေးကျွန်တော်တို့ရဲ့တမိုင်းရပြီးတဲ့တောင်းဝင်မကြည့်ဘူးလို့ကျွန်တော်တို့ခံစားရတယ်ပြီးတော့ကျွန်တော်တို့ဒီတောင်းဝင်ကြည့်ပြီးအောင်ကျွန်တော်တို့ဆက်လက်ပြီးတော့ထမ်းဆောင်သွားမယ်ပေါ့အဲလိုမျိုးတန်လိုက်တန်ချတာပါဟုတ်တော့ဒေါ်လာရင်းပြီးသွားရင်ဘာလုပ်ဘာရေးစိတ်ကူးတာလဲတော်လိုင်းပြီးသွားရင်တော့ဘာလို့လုံးမဲ့လို့ဂီတဝန်းသာဖြစ်မယ်လေဂီတဝန်းသာဖြစ်ပြီးတော့တရှင်းနေစုံပေါ့အဲတရှင်းနေစုံပါရဲ့နော်အဲ ီးတော့ကျွန်တော်ပြောချင်တာတစ်ခုရှိသေးတယ်။ဒီမြို့ပေါ်မှာပေါ့နော်။မြို့ပေါ်မှာကဒီအုတ်ချုံရီမူပိုင်းကြီး။အုတ်ချုံရီမူပိုင်းကြီးကဒီဟိုပေါ့စစ်မှုထမ်းအတွက်ပေါ့နော်။ဒီစစ်မှုထမ်းမှုအတွက်စစ်မှုထမ်းတပ်သားတစ်တွေကိုအတရားမှာစုနေတဲ့ဟာတွေ။အတရားမှာစုနေတဲ့ဟာတွေကအခုအခုဆိုလို့ရှိရင်ဘလောက်ဆိုလာလဲဆိုရင်ဒီကျွန်တော်ရန်ကုန်မှာဆိုကျူးကျော်တွေရှိတယ်။ကျူးကျော်နေတဲ့တဲလေးတွေပေါ့။ချိုးကြလို့ရှိရင်ချိုးကြတော့လေမိသားစုအဆင်မပြေတာတွေပြီးတော့ အကျမ်းမာရေးပေါ့နော်ကိုမိသားစုအဖေကျမ်းမာရေးမကောင်းတာမိကျမ်းမာရေးမကောင်းတာအကျွေးတွေရရာချီနစ်နေတဲ့လူတွေအဲ့လိုမျိုးတွေအဲ့လိုလူမျိုးတွေစီကိုတွားပြီးတော့မှပတ်စံသိန်း40 45သိန်းနဲ့ပြင်မလားအုတ်ချုံမူပိုင်းနေရာနေပြီးတော့မှလူဝဲတယ်ပေါ့လူဝဲပြီးတော့မှအဲစစ်မှုထမ်းမှုအတွက်တွားပြီးတော့ဟိုပို့တာပေါ့အဲ့လိုမျိုးအဲ့ဒီစစ်မှုထမ်းမှုအတွက်လူဘယ်လိုဝဲဖို့အတွက်ဘယ်သူကထုတ်ပေးတာလဲဆိုတော့ဆက်ကစားလည်းထုတ်မပေးဘူး သိရမလားဒီပြည်သူတွေကိုစစ်မှုမထမ်းမနေရနဲ့စင်းကောက်တယ်မကောက်ဟိုတချို့ဝင်ကျင်ဦးဆိုရင်ပတ်စံတောင်းတယ်လူရဲ့ပတ်စံတောင်းတယ်ပတ်စံပေးရအဲ့ပတ်စံတွေကိုသိရမလားဟိုဆက်ကဆောက်ကိုပေးတာပေးတယ်မပေးဘဲနဲ့ဘုံထားတာကြီးလည်းရှင်းရှင်းပါပေါ့အဲ့ဒီပတ်စံကြီးလည်းသူကမှစုပြီးတော့မှဟိုလူလိုက်ပြောင်းဝဲတယ်ပေါ့နော်ဒီအင်ရနေပြီးတော့မှဒီစစ်မှုထမ်းမသွားခြင်းတဲ့အတွက်အဲပတ်စံပေးထားတယ်ပတ်စံပေးထားတော့သူတို့အတွက်လည်းဟိုအဖြစ်အောင်လူစားပေါ့နော်ဝယ်ပြီးတော့မှထည့်ပေးတဲ့အကွက်တွေကအခုဆိုတော်တော်များလာတယ်ပေါ့နော် တော်တော်ကြီးကိုအချိန်လေးကတော့စိုးနေတာပေါ့အခုဆိုလို့ရှိရင်တချို့ဆိုပြီးပါထွက်ဖို့အတွက်ဟိုဆေးရထက်တန်ရတယ်ပေါ့နော်ပြီးပါထွက်လည်းမလွယ်ဘူးအမှန်တမ်းပြောမလွယ်ဘူးပြီးပါမှာဆိုလေဟိုသွားလဲပတ်စံရှိခဏပဲอืมပြီးမှလှုပ်ရှင်တဲ့လှုပ်ကိုသွားလှုပ်ရမှာလှုပ်ရှင်တဲ့လှုပ်ကိုသွားလှုပ်ရမှာဟုတ်တယ်ပြီးလို့ရှိရင်အမှဆိုလေမလုံချုံဒီကအွန်လိုင်းကခူးသွားမယ်ဆိုလေအမှဖန်းခံနေရတဲ့လူတွေဟိုမြန်မာပြည်ကိုအမှပြန်ပို့နေတာစစ်မှုတန်းလည်းပြန်ပို့နေအများကြီးပြီးတော့ဆရာပြောသလိုပေါ့နော်อืมတော်လှန်မလားကြုံခံမလားပေါ့ အေးအဲ့လိုဖြစ်နေအဲ့လိုမေးချင်တာတော်လှန်မလားကြုံခံမလားကျွန်တော်တို့ဒီပြည်သူ့ကာကွယ်တပ်တွေနဲ့ပူးပေါင်းမလားဒါမှမဟုတ်သူများနိုင်ငံမှာတွားပြီးကြုံခံမလားဒီစစ်ကြောင်စစ်အာဏာရှင်လက်အောက်မှာဆက်ပြီးတော့နေမလားဆိုတော့ကျွန်တော်ကစဉ်းစားကြပါလို့ပြောချင်ပါတယ်ဟုတ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 ်ဒါကညီပြတိုက်ပွဲဝင်ရတဲ့တိုက်ခိုက်ရေးပိုင်းစီရေးပိုင်းနဲ့ပတ်သက်တဲ့ဟာတွေမှာတက်နေတလို့ဝိုင်းကူပေးနေတလို့ပေါ့နော်ကိုယ်တိုင်လည်းတိုက်ပွဲဝင်နေတလို့ဒါနောက်ထပ်ဒါခုနလိုပေါ့နော်ဒုက္ခဒုက္ခရင်းနဲ့ရင်ဆိုင်နေရတဲ့လူငယ်တွေအတွက်ပါထပ်ပြီးတော့ ကြံဉာဏ်တွေပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့နော်ဒါကတော့ဒါကြောင့်ညီလေးအကဖြစ်ပါတယ်ဒါကျက်စစ်ဆိုကြမှာသူကဒုံတက်ဖွဲ့တာဝန်မှာသူထမ်းဆောင်နေတယ်ပေါ့နော်တကယ်လဲရှေ့တန်းမှာဒါလက်ဆွမ်းပြပြပေါ့နော်ကျွန်တော်ရှေ့ဗီဒီယိုတွေရှိပါတယ်ဒါညီကို၃ရောက်ဖြည့်ထားတဲ့ဗီဒီယိုတစ်ခုရှိတယ်ပေါ့နော်အဲအဲ့တုန်းကလေးကဒါညီလေးနဲ့ကျွန်တော်နဲ့ရင်းနှီးကြတာဖြစ်တယ်အခုဆိုလဲဒါသူ့ကိုမဖြစ်မနေကျွန်တော်ကအင်တာဗျူးကျင်းလို့လိုက်ခေါ်ရတာပေါ့နော်အဲအခုတော့ဗျူးခွင့်ရပြီပေါ့နော်လိုပဲဖြစ်ဖြစ်ဒီညီလေးနဲ့ကျွန်တော်နဲ့ပြောတဲ့အကြောင်းအရာတွေတည်းကနေပြီးတော့ပြည်သူတွေလည်း တစ်ခုခုသိရလိမ့်မယ်တစ်ခုခုရတဲ့အခါကျင်းတဲ့အားရမှုရှိလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ဗျအဲ့တော့ကျွန်တော်နောက်ထပ်သူရဲ့ကောင်းနေတယ်လည်းထပ်ပြီးမိတ်ဆက်ပေးပါမယ်ဒါအကြောင်းကြီးလေးအကဖြစ်ပါလေအားလုံးပဲကျေးဇူးတင်ပါတယ်